UEFA Nation League ဘောလုံးပွဲစဉ်ကနေကျွန်တော်အကြိုက်ဆုံးပေါ်တူဂယ်ကစားသမား9ယောက် မင်္ဂလာပါကိုခိုင်းစတာဖုတ်ဘောရှူရနဲ့ကြိုးစားပါတယ်ကျွန်တော်ကိုခိုင်းပါစပိန်ကိုအကောင်းဆုံးအနိုင်ယူကြော်ဖြတ်ပြီးတော့ဖိုင်နယ်ပွဲမှာထပ်တက်တယ်နဲ့ဘူဆွဲခဲ့တဲ့ပေါ်တူဂယ်အသင်းရဲ့ကစားသမား9ယောက်တနည်းအားဖြင့်ကျွန်တော်အကြိုက်ဆုံးပေါ်တူဂယ်ကစားသမား9ယောက်ကိုရွေးထုတ်သုံးသပ်ဆွေးနွေးပေးသွားကြမှာ誒ပြင်လေးရောက်နေတဲ့အတွက်ကြုံတလို့အတန်သွင်းရတာဖြစ်တဲ့အတွက်ကြောင့်အတန်ပိုင်းဆိုင်ရာအနေငယ်ချွေးရင်းချက်လေးရှိရင်ဒီကံခွလို့ပြီးကြည်ပေးဖို့အတွက်တလက်စားတယ် ောင်းဆိုပြရတယ်။ Okay အကြိုက်ဆုံးနံပါတ်9နေရာမှာရှိနေတဲ့ကစားသမားကိုကျွန်တော်စပြီးတော့ရွေးချယ်ပေးခြင်းပါတယ်။ Ruben Dias ပါ Portugal အသင်းရဲ့ defensive line မှာဥစည်းဥဆောင်မှုပြုတ်သွားသလိုသူ့ရဲ့အတွေ့အကြုံပိုင်းကလည်းတထောင်တနေရာကအများကြီးထောက်ကူပြခဲ့တယ်။တိုင်ဘက်အသင်းတင်းကိုဘောလုံးမရှိတဲ့အချိန်ခံစစ်ကစားရတာအဲ့လောက်ထိလွယ်ကူမနေဘူး။ကျွန်တော်တို့ကသာဘောလုံးရှိတဲ့အချိန်ဘလို့ကစားရတယ်ဘောလုံးမရှိတဲ့အချိန်ကျရင်ဘလို့ကောင်းအောင်ကစားရမယ်ဆိုတော့ဗဇက်ကပြောတာဗျာ။ဗဇက်ကပြောတာတော့လွယ်တယ်။တော်တော်တကယ်တမ်းကွင်းထဲမှာကစားရတဲ့ကစားသမားတွေကဘောလုံးမရှိတဲ့အချိန်မှာပို့ပြီးတော့ပင်မန်းတယ်။အရင်တော့ခစ်လိုမျိုးဘောက်ဆဲမှာပေပြီး ော့ရက်နေလို့ရတဲ့ခင်မဟုတ်အဲ့ဒါဆိုရင်ဂိုးလုံးပေါင်းကမြောင်များစွာပေးရလိမ့်မယ်ပြိုင်ဘက်အတင်းကနဲတဲ့တောင်ပြောဆိုတော့ pressing ဆိုတာရှိတယ် pressing ကိုဘယ်လိုပေးမလဲတာမန်ယူတဲ့ press ပဲပေးမယ်ပြိုင်ဘက်အတင်းကစားကွက်တည်လို့မရအောင် space တွေကျင်းတဲ့ကျင်းအောင်အာယုံထွေပြားအောင်ဆိုတဲ့ရွယ်ချက်နဲ့ကစားတဲ့ high press တွေလား counter press တွေလားဒီလို pressing တွေကိုအကောင်းဆုံးပေးဖို့လိုလိမ့်မယ်အဲ့ဒီလို pressing ပေးတဲ့နေရာမှာမျက်မှောက်ခင်ပေါ်တဲ့ဘုံလောကကတော့တိုက်စစ်မှုတွေလည်း pressing ပေးရတာပဲကိုယ်လည်းကစားသမားတွေလည်းပေးရတာ defensive line ကစားသမားတွေလည်းပေးရတာဒါပေမဲ့ defensive line ကစားသမားတွေပေးရတာပိုအနေများတယ်ရှစ်တက်နောက်စဉ်မမ န်ပေးရဒါအင်အားစီးအိုးဆိုဒီနေ့ပွဲတင်ပရက်ဆင်ပေးရတကွက်မှားသွားဦးရသာဘဲကိုရှစ်တီတက်ပြီးပရက်ဆင်ပေးတယ်အဲ့တော့ဦးရသာဘဲကနောက်ပေါက်လေးနဲ့ချိတ်ပြီးတော့စူပါမန်တွေကိုလမ်းကြောင်းပြောင်းပေးလိုက်ရတာနေတဲ့ပေါ်တူဂယ်ဂိုးတကူပေးလိုက်ရအဲ့တော့ကျွန်တော်တို့ကပရက်ဆင်ပေးတယ်လို့သာပြောတာနောက်ကကစားသမားတွေတာဝန်ကြီးတယ်ပဲရူဘင်ဒီယက်စ်ဒီနေ့ပွဲတင်မှာတော်တော် CCB ပုံစံပေါ့နော်တနည်းအားဖြင့်ဆွီပါပုံစံမျိုးအကောင်းဆုံးကစားနိုင်ရတယ်အင်အားစီးအိုးရဲ့နောက်မှာရှိရတယ်အင်အားစီးအိုးဘလောက်ပဲကောင်းကောင်းအတွေ့အကြုံပိုင်းမှာတော့ရူဘင်ဒီယက်စ်ကိုသွားပြီးတော့ရှင်လို့မရဘူးပေါ်တူဂယ်အသင်းရဲ့ defensive line ကကစားသမားတွေဒီ solid ဖြစ်ခဲ့တယ်ပွဲချုပ်သုံးချက် ချက်မှာကျွန်တော်ပြောခဲ့တဲ့အတိုင်းပဲ defensive line ၊ကွင်းလယ် line ကကစားသမားတွေအဓိကအဆုံးဖြတ်ပေးသွားလိမ့်မယ်ဆိုတဲ့အတိုင်း Rubidius ဒီ Diego Costa ကိုအကောင်းဆုံး cover လုပ်ပေးခဲ့တယ်။ဒါတော့မှအမှားယူအနေငယ်တော့ရှိခဲ့တယ်ပေါ့နော်။လုံးဝမမအောင်လို့တော့ပြောတာမဟုတ်ဘူး။အထူးသဖြင့် Lamine Yamal ဖြတ်တင်ပေးလိုက်တဲ့ reverse cross ကိုဆိုရင်သူ့ရဲ့ရှင်းထုတ်ပုံကတိတ်မသေးတဲ့ဘူး။မသေးတဲ့တာလည်းမပြောနဲ့လေ။သူ့ position ကောင်းမှမကောင်းဘူး။ position ကောင်းရင်တော့ရှင်းထုတ်နိုင်။ဒါပေမဲ့ တခြားသော movement စီမှာအကောင်းဆုံးကစားပြေးသွားခဲ့တယ်။အဲ့တော့ကျွန်တော်ကတော့ Ruben Dias ကိုအကြိုက်ဆုံးနံပါတ်9နေရာမှာရွှေ့ပေးချင်ပါတယ်ခင်ဗျ။ Sorry ပါဟိုကားပေါ်ထက်ရောက်သွားပြန်ပါနော်။ အသီးခံပြီးတော့ပဲကြည့်ပြီးတော့ထပ် request လုပ်ပါတယ်။ Okay အဲ့တော့ကျွန်တော်အကြိုက်ဆုံးနံပါတ်၄နေရာမှာရှိနေတဲ့ကစားသမားကတော့ Chelsea တင်းရဲ့တောင်ပိုင်းကစားသမား Pedro Neto ဖြစ်ပါတယ်။ Pedro Neto ရဲ့သွားဆောင်ရည်ကဒီနေ့ဘောလုံးပွဲအစကတည်းကတေချာလေးမြင်ခဲ့ရတယ်။သွားဆောင်ရည်ကောင်းပြတ်တနေတဲ့ကစားသမားတစ်ယောက်သူဒါလီကြရင်မိနစ်အစပိုင်းနေရာစပြီးတော့ပွဲပြီးဆုံးသည့်အထိသွားဆောင်ရည်ကောင်းပြလို့ရှိတယ်။ဒီထဲမှာ Pedro Neto တယောက်အပေါင်ပဲဖြစ်ပါတယ်။အဲ့တော့ Pedro Neto ရဲ့အဓိက အဲ့လိုခေါင်းငိုက်ဆိုင်ငိုက်ဆိုင်နဲ့ဘောလုံးသွဲထုတ်တဲ့ပုံစံတွေကကျွန်တော်တို့ကတော့ဒီတရားဒီလုံးတောက်လျှောက်ကြည့်ခဲ့ရဒီပေါ်တူဂယ်ပွဲတင်မှာလည်းထိုလေးတူပဲအဲ့တော့ဝင်းနှစ်ဖက်မှာကစားနေတဲ့ကစားသမား၂ယောက်ရှိမယ်ပက်ဒရိုနက်ဒိုဘက်ကပို့ပြီးတော့ပေါ်တူဂယ်အသင်းကထိုးဖောက်ပြီးတော့ကစားခဲ့အဲ့တော့ပက်ဒရိုနက်ဒိုရဲ့အချို့သော dribble တွေကအသင်းအတွက်အများကြီးအထောက်အကူပြုခဲ့တယ်တောက်လျှောက် အဲ့တစ်ဖက်ကအားနေတဲ့မင်ခွဲသားရဲ့နေရာကိုဖျားပေးပြီးတော့ထိုးပေါက်သွားခဲ့တဲ့ပုံစံတွေတွေ့ရတယ်။ဒါအပြင်ကျွန်တော်ယူနိုမန်နဲ့သွေးယူသွားခဲ့တဲ့ပရမတ်ဂိုးကိုလည်းဖန်တီးပေးသွားခဲ့တယ်လို့ပဲပြောရမှာပေါ့နော်။သူက space အကောင်းဆုံးရှာသွားပေးတာပေါ့လေ။ဒါပက်ဒရိုနာဒိုနာမှာကစားသမား နှစ်ယောက်သုံးယောက်လောက်ရှိနေတဲ့အခါကျတော့ဒီ Willow Mendes ကလွတ်လွတ်ချွတ်ချွတ်ကန်သွင်းခွင့်ရခဲ့တယ်အဲ့တော့ဒီလိုကန်သွင်းခွင့်ရခဲ့ခြင်းရဲ့နောက်ခွဲမှာ Cristiano Ronaldo နောက် Pedro Neto စတဲ့ကစားသမားတွေရဲ့ကျွမ်းကျင်မှုကြောင့်ကြိုးစားအားထုတ်မှုကြောင့်ပါခဲ့တယ်လို့ပဲပြောရမှာဖြစ်ပါတယ်ဒီတစ်ကြောင်ကျွန်တော်ဒီနေ့ပွဲတင်မှာတပွဲလုံးကြီးကခြေလွှမ်းပြသွားခဲ့တယ်နောက်ရှစ်တက်နောက်စင်းမှမှန်လုတ်ပေးသွားခဲ့တဲ့ပက်ဒရိုနက်ဒိုကိုအကြိုက်ဆုံးနံပါတ်၄ပြည့်ရွှေ့ပေးလိုက်ပါကျွန်တော်အကြိုက်ဆုံးနံပါတ်၃နေရာမှာရှိနေတဲ့ပလေယာကတော့ဂုံကြီးခရစ်စတီယာနိုရိုနယ်ဒိုဖြစ်ပါတယ်အဲ့တော့ ရိုနယ်ဒိုကကျွန်တော်ရဲ့ review ထဲမှာလည်းပြောပြီးသွားပြီဟိုသူ့ရဲ့စွမ်းဆောင်ရည်ပိုင်းကောင်းမှုမှုဘာညာကျွန်တော်မြင်ရတော့မှာမဟုတ်ဘူးအခုကျွန်တော်ချီးကျူးနေတယ်ဆိုတာကလည်းရိုနယ်ဒိုရဲ့ဆောင်းအောင်ကောင်းတယ်သိမလားဘယ်လိုမျိုးတွေပြန်ဘက်အသင်းကိုလှည့်ထားသွားတယ်ဒရီဘယ်တွေလုတ်သွားတယ်ဂိုးပေါက်ချင်းချောက်တယ်ဒါတွေပြောတာမဟုတ်ဘူး အရင်နေနေပြီဗျာတူးတက်ရွယ်နေကဒါမိုင်နိုင်မဲ့ဂိတ်ဆုံးမဲ့တချို့လုံးနေဆိုရင်ဒီဘောလုံးကင်ထားတာအရင်ကြားတယ်အဲ့တကြောင်လွယ်လွယ်ကူကူနဲ့ပဲတစ်ဖက်က press ပြီးတော့ဘောလုံးပြန်လဲရအောင်သွားတဲ့အခြေအနေမျိုးတွေပါရှိခဲ့တယ်ဒါကိုကျွန်တော်တွေကချီးကျူးတာမဟုတ်ဘူးအဓိကသူ့ရဲ့အတက်ရွယ်နဲ့နိုင်ပွဲစာလောင်မှုတိမ့်မှုအောင်ပွဲစာလောင်မှုတိမ့်မှုချီးကျူးတာဒါကျွန်တော်ဒီချိန်မှာ Cristiano fan Messi fan ။ဘာညာခွဲခြားပြီးပြောနေတာမဟုတ်ဘူး။ကျွန်တော်လည်းခရစ်စတီယာနိုဖန်မဟုတ်ဘူး။ဟိုနှစ်ယောက်လုံးကျွန်တော်ကြိုက်တယ်။ဒါပေမဲ့ပြောချင်တာဘလုံးမဲကိုချင်းမြန်လို့တဲ့သူတိုင်းအတွက်တော့ဒီဘေးကြီးရဲ့စိတ်ဓာတ်ကဆောင်းမိုက်တယ်ဗျာတလား။အဲ့လိုလေးစားကျင်စရာကြီးပေါ့နော်။ကျွန်တော်တို့ဘဝတွေမှာအကြပိုင်းတွေရောက်လာတဲ့အချိန်တွေဆိုတော့ရှိရဲဗျာ။အချိန်ကြာရင်လူတိုင်းက physical mental ကိုကြာသွားတယ်။ဒါပေမဲ့ဒီဘေးကြီးကမကြောက်ဘူး။ physical mental အားလုံးစူးစမ်းအားထုတ်နေတယ်ပဲ။သူကိုယ်တိုင် ဘောလုံးစကေးမှာတနည်းအားဖြင့်ဘောလုံးပွဲတစ်ပွဲရဲ့အကျိုးတက်ရောက်မှုမှာတိတ်ပြီးရင်တော့လာအာမကောင်းတော့ဆိုတော့သူသိတယ်သို့တော်လည်းအကောင်းဦးစီးဦးတောင်မှုပြုပြီးကစားတယ်ဗျာကဲတဲ့တော်နမန့်ကလည်းပါချီပါချက်တော်နမန့်မဟုတ်ခြေစမ်းပွဲတော့ပါလို့ဆိုရင်ဒါထားလိုက် ော့ဗောနော်တမျိုးအခုချိန်မှာဒါ UEFA Nation League လိုမျိုး UEFA ရဲ့အတိအမှတ်ပြုထားတဲ့ final ပွဲတစ်ပွဲမှာအသက်40ကျော်အရွယ်ကြီးနဲ့ဟာလက်မထောင်ပြီးတော့အာဂျိုမန်တက်နဲ့ပရှင်နေကြီးဖြစ်တဲ့စိတ်ကြီးကတော့ဘာနဲ့မှဟိုကျွန်တော်ခိုင်းနိုင်လို့မရဘူးဘလုံးသမားရဲ့ဒီမှာပရှင်နေဖြစ်တဲ့သူတွေအများကြီးရှိပါတယ်ငယ်တော့ကဘလောက်ပရှင်နေဖြစ်ဖြစ်ကြာလာတဲ့အရွယ်ရောက်ရင်အသက်တစ်ခုရောက်လာတဲ့အခါကျရင် ိုင်ပတ်သွားတဲ့သူတွေ slot သွားတဲ့သူတွေအများကြီးကျွန်တော်တွေ့ခဲ့ရဘူးလေဘလောက်ပဲကောင်းတဲ့ကစားသမားတွေဖြစ်ဖြစ်30ကျော်လာနဲ့တခုမဟုတ်တခုချွေရင်းလာရောဒါဘိုင်နေနဲ့တက်ပြောရင်အများကြီးဒါဒီထဲမှာ Ronaldo မပါခဲ့ဘူးပေါ့နော်အဲ့တော့ဒီဘဲကြီးကိုဒါအခုကျွန်တော်အကြိုက်ဆုံးနံပါတ်3နေရာမှာရွေးရဲဆိုတာအဲ့လိုဘောလုံးကျွဲကျင်မှုတစ်ခုတည်းနဲ့ပြိုင်ဘက် အတင်းကိုဒုက္ခပေးတာတစ်ခုတည်းအတွက်နဲ့တော့မဟုတ်ဘူးသူ့ရဲ့အတွင်းကိုတကူကလည်းပွင့်လင်းပြောရင်အရန်ကြိုက်လို့တော့မဟုတ်ဘူးဒါပေမဲ့အဲ့မန်တေကြီးကိုစောင်းရဲလေးသားတယ်ဒီဘဲရဲ့စိတ်သက်တွေကိုကျွန်တော်တို့ပြင်ပလူနေထိုင်မှုဘဝတွေမှာပါအတူယူတင်တယ်အဲ့အတွက်ကြောင့်ကျွန်တော်ကတော့ခရစ်စတီယာနိုကိုအကြိုက်ဆုံးနံပါတ်3နေရာမှာ ရွေးပေးရပါခင်ဗျာ။ကဲအဲ့တော့ကျွန်တော်အကြိုက်ဆုံးနံပါတ်1နေရာမှာရှိနေတဲ့ကစားသမားကိုဆက်လက်ရွေးချယ်ပေးပါမယ်။ဗီဒီညာပါ။ဗီဒီညာကချန်ပီယံလိဖိုင်နယ်ပွဲတင်ကပြလာတဲ့ခြေသွင်းပိုင်းကမကြသေးလို့ပဲပြောရမှာ။အဲ့တော့ဒီနေ့ပွဲတင်မှာပါအပုံတဲ့တိုင်းအကောင်းဆုံးခြေသွင်းပြသွားခဲ့။ review မှာတော့ကျွန်တော်တချို့ viewer ဘိုင်းလေးတွေအနေငယ်ပြောဖို့လူခဲ့တယ်ပေါ့နော်။ဒါလဲဆိုတော့ဒီနေ့ပေါ်တူဂယ်အသင်းရဲ့ကွင်းထဲမှာဗီဒီညာနဲ့အဲ့ဘာနာဒို ဆေးဘောက်ကိုတည်ဆော့သွားတဲ့ပုံစံတော်တော်မိုက်တယ်။နေရာလုံးကဟိုဒီလိုင်းတနေရာမှာရှိတဲ့ပုံစံမျိုးနဲ့ဆော့တာမဟုတ်ဘူး။ရှစ်တက်နောက်စင်မမှန်နဲ့ဆော့တယ်။ဒီခါလေးကျရင် DM နဲ့ရောက်နံပါတ်6နဲ့ရောက်ဖြစ်တယ်။နံပါတ်8နဲ့ရောက်ဖြစ်တယ်။အဲ site တွေကိုခွဲထွက်ပြီးတော့ဟို fullback ကစားသမားတွေအတွက် ဖြည့်ပေးတယ်အဲ့ဗီဒီညာကလုံအောင်အပြည့်နဲ့ယုံကြည်မှုပိုင်းနဲ့ကောင်းနေတယ်အဲသူ့ရဲ့ physical man နဲ့ဗျာဘာမှအပြစ်ပြောနေတာမလို့ပေါ့ဒီနေ့ကွင်းလယ်မှာဇီဒညာရှိတဲ့အတွက်ကြောင့် John Neves နဲ့တွဲမကစားဘူးဆိုတော့ညာလဲစပိန်တင်းရဲ့ကွင်းလယ်ကိုအကောင်းဆုံးအတားအသီးယူနိုင်ခဲ့တယ်လို့ထင်တယ်နေရာတိုင်းမှာဇီဒညာရှိနေပါတယ်အဲ့တော့ကျွန်တော်တို့ဗီဒီညာကိုအကြိုက်ဆုံးနံပါတ်2အဖြစ်ရွေးပေးလိုက်ပါတယ်ကဲကျွန်တော်ကြိုက်ဆုံးနံပါတ်1နေရာမှာရှိနေတဲ့ player ကတော့ဒါအားလုံးနဲ့လည်းအမြင်တူမှန်လို့ထင်တယ် လမင်းညမဲလ်ကိုအကောင်းဆုံး control လုပ်သွားခဲ့တယ်ညိုမင်းနက်ဖြစ်ပါတယ်ခင်ဗျာဒီနေရာမှာလေးကျွန်တော်ရမဲလေးအကြောင်းအရင်ပြည့်စုံပြောချင်တာပေါ့နော် အာရမဲကဘာမှမတတ်နိုင်ခဲ့ဘူးအာကောင်းပါတယ်ဆိုဘာဖြစ်တာလဲဘာညာစသဖြင့်စတော့ပြောရတဲ့စကားရတော့ရှိမယ်ဘယ်ဘောလုံးသမားမှနော်ပွဲစဉ်တိုင်းကောင်းတာတော့မရှိပါဘူးမာရာဒိုနာတို့ပီလီတို့တောင်မှခြေစွမ်းမပြတဲ့ပွဲတွေဆိုတာရှိမှာဘာကြောင့်လဲဆိုတော့လူသားတွေဖြစ်တယ်အဲ့ဒါကြောင့်တစ်ဖက်အတင်းအနောက်ခံကစားမှကောင်းလို့နာဖြစ်စီသူတို့ခြေစွမ်းမပြနိုင်တာဖြစ်စီတပွဲတလေတော့ဟိုငုတ်ရှိုးတတ်ပါတယ်ဒါတော့ကျွန်တော်အပြစ်တစ်ခုလို့မမြင်ပါဘူး လမင်ညမဲစီကဘာအကောင်းဆုံးကစားသမားတယောက်ဖြစ်လာလိမ့်မယ်ဆိုတာလည်းဘယ်တော့ခါမှကျွန်တော်တန်တရားမဝင်ခဲ့ဘူးဒီနေ့ပွဲစဉ်မှာသူ့ကိုညီလိုမဲနဲ့အကောင်းဆုံးထိန်းချုပ်ထားရတော့မှဖြတ်တင်ပေါ်တလုံးရအောင်ပြီးသွားခဲ့သေးတယ်တချို့တော့အလွတ်တကယ်ပေါ်တွေလည်းရအောင်ယူပြီးသွားခဲ့သေးတယ် ဒါယမန်နဲ့ပတ်သက်ပြီးကျွန်တော်အနေနဲ့ဖြစ်သက်သွေးနေချင်တာပေါ့နော်သို့တော့ယမန်ကိုအကောင်းဆုံး control လုပ်သွားခဲ့တဲ့ကစားသမားကတော့ဒါပြောပြောဆိုဒါကျွန်တော်ယူနိုမန်နက်စ်ဖြစ်ပါတယ်ဒါအပြင်ပေါ်တူဂယ်အသင်းရနေမဲ့တွင်းကိုတွေအတွက်လည်းယူနိုမန်နက်စ်ရဲ့လှုပ်ရှားမှုတွေဟာအခေအချခဲ့တယ်အဲ့ဒါကြောင့်ယူနိုမန်နက်စ်ကိုတော့ကျွန်တော်မကြိုက်ဖဲမနေနိုင်ဘူးခန်စစ်စွမ်းဆောင်ရည်ကောင်းတယ်လို့တိုက်စစ်စွမ်းဆောင်ရည်လည်းအကောင်းဆုံးလိုက်ပါစီမျောပေးခဲ့တယ်တွင်းကိုတကိုးလည်းဖန်တီးပေးသွားခဲ့တယ် ဒါဒီခရစ်စတီယာနိုသွင်းယူမဲ့ဂိုးအတွက်လည်း deflect ဖြစ်စေမဲ့ cross border လို့ပေးသွားခဲ့တယ်။နေရာတိုင်းမှာဒါ PSG ကစားသမားတွေရဲ့ခြေထောက်တွေကြီးပဲလို့ပဲပြောရမှာပေါ့နော်။အဲ့တော့ကျွန်တော်ကတော့ Julio Mendes ကိုအကြိုက်ဆုံး number 1 man of the match အဖြစ်ရွေးပေးနေပဲ။ဗီဒီယိုလေးတွေမှာနားခွင့်ပြပါခင်ဗျာ။အဆုံးထိရှိပေးခဲ့တဲ့အတွက်အားလုံးကျေးဇူးအများကြီးတင်ပါတယ်။